တကယ်ကလူတွေကဥစားဆောင်စီကဥစားပစ္စည်းတွေရဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အထိခက်ခဲပါတယ်။ရခဲ့မယ်ဆိုရင်လည်းတစ်ခုခုကိုပြန်ပေးရတတ်တယ်တဲ့အထူးသဖြင့်လူအသက်ပဲတောင်းတာများတယ်လို့လည်းသိရပါတယ်။ကြုံမှုတဲ့သူတွေပြောပြချက်အရသိရသလောက်ပေါ့ဗျာ။ တချို့ဆိုတိုက်စာအရာတိုက်ရှိတယ်တူးရင်တော့မှအဆောက်မရှိပဲရိုးရှင်းတဲ့အရာဆိုရင်လွယ်ကူပဲမယ်အဆောက်နေရှိတယ်လို့ဘာလို့ဆိုရင်တော့အင်မတန်ခက်ခဲပြီးအခက်မသိရင်အသက်ပါပါတတ်တယ်လို့တွေ့ရပါတယ်အဖြစ်အပျက်ကကျွန်တော်တို့ခေတ်တော်မဟုတ်ပါဘူးအတော်လေးကြာခဲ့ပါပြီဒုတိယကမ္ဘာစစ်မတိုင်ခင်ကလေးကအဖြစ်အပျက်ဆိုပါတော့ဗျာ ရခိုင်ပြည်နယ်တဲကရွာကြီးတရွာမှာနေထိုင်သူတဦးကျုံခဲ့ရတာပါအမိကတော့ဥတာလမောင်နာမည်ရင်းကိုတော့လွှဲပြောင်းဖော်ပြထားပါတယ်ဥတာလမောင်ဆိုတာကအင်မတန်ရိုးသားလုံးသူတယောက်ပေါ့ခင်ဗျာသူကရိုးသားတာတွေမကဘူး အရည်အဆင့်ထီတောင်ရောက်နေတာတဲ့သဘောလဲအင်မတန်ကောင်းပြီးလဲစင်းငါအလုပ်ကိုလောက်ကင်တတ်တဲ့အယောင်းဝယ်လေးရှိရင်လဲဟိုမျိုးဒီမျိုးလိုက်လံရောင်းချတတ်တယ်လို့သိရတယ်တချို့လူတွေကကိုသားလားမောင်ကိုတုံတုံအားအားဆိုပြီးလိန်ချင်းညာချင်းကြတယ်တခါတလေသူ့အယောင်းဝယ်တွေကမမြတ်တဲ့အပြင်ရှုံအောင်ရှုံးတယ်လို့သိရတယ်သူကအိမ်အောင်ရှိပြီးတာသမီမထုံးကားပါဘူးသူမိမဟာသူ့ယောက်ျားအလိန်ခံရအကျွေးတွေတင်တော့လင်မယားတွေစကားများကြနဲ့နောက်တော့မိမဖြစ်သူကနောက်ယောက်ျားနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားပါတော့တယ်ဒါလို့နဲ့ကိုသားလားမောင်ဟာစီးပွားရေး ကကြာမိမကပြစ်စိတ်ဓာတ်တွေကကြာပြီးတငုံငူတကင်ကင်နဲ့အိမ်မှာပဲအိတ်လိုက်စားလိုက်နဲ့ဘာအလုံးမှလည်းမမေရရအလုံးလုံးချင်စိတ်မရှိတော့ပဲမလုပ်ဖဲမရှိရှိတာကိုပဲစိတ်ဓာတ်ကြကြနဲ့ထိုင်စားနေရင်မှထူးဆန်းတဲ့ဖြစ်ရတခုကိုကြုံတွေ့ခဲ့ရတယ်စိတ်ဓာတ်နေရတွေကိုခက်ခက်ခဲခဲကြော်ဖြတ်နေရတယ်ကိုသားလာမောင်တယောက်တနေ့နေ့လေခင်အိတ်နေတော့မှထုတ်တန်းမော်အိမ်ခေါင်းမိုးနာနီနီလောက်ကပဲပြစ်ချလိုက်ရမလားဆိုပြီးအတန်အောကြီးနဲ့ပြောတဲ့အတန်ကိုကြားလိုက်ရတယ်အိယာကလက်မီနိုးသွားတယ် သူကြည့်လိုက်တဲ့အခါနေ့လယ်2နာရီမှတင်းဖြစ်နေပြီကိုသားလမ်းမောင်ကဘာအိမ်မက်လဲကွာလို့စိတ်ပြက်လက်ပြက်ညီးထွားရင်ပြန်မေးမရတော့ပဲအိယာကနေထားရေမိုးချိုးပက်လက်ကလက်ထိုင်လေးပေါ်ထိုင်ပြီးပြစ်သွားတဲ့မိမကိုဆွေးပြီးဝမ်းနဲ့နေပြန်ရောဗျာဒါလို့နဲ့စိတ်ဒစရက်တွေဖြတ်ကျော်နေပြီးညအချိန်ကိုရောက်လာပြန်တော့ညရောက်တော့လေသူဟာတော်တော်နဲ့အိမ်မပြောပါဘူးဘဝလိမ့်လိုက်ဒီဘက်လိမ့်လိုက်နဲ့ခန္ဓာကိုယ်ကမခံနိုင်တော့တဲ့အထိမှမှမိခနဲ့အိပ်ပျော်သွားတယ်။နေလေတုန်းကလိုပဲပြစ်ချလိုက်ရမလားဆိုတဲ့အတန်းဝဝကြီးကအိမ်ရဲ့ထုတ်တန်းပေါ်အိမ်ခေါ ောင်မိုးပေါ်ကလိုလိုအတန်ကိုထက်ကြရပြန်တယ်။ဗျုံးစုလန့်လို့ပြီးနိုင်ကိုကြိလိုက်တော့နိုင်ပြန်နှစ်ချက်ထိုးကနေပြီးဘယ်လိုအိမ်မက်လဲစိတ်ပြက်စရာကောင်းလိုက်တာလို့တွေးပြီးထက်မေးပြန်တယ်။ ပြစ်ချလိုက်ရမလားဆိုပြီးထတ်ကြရတော့အဲ့လိုမရတော့ဘူးတဲ့ဒီတခါတော့ကိုသားလမောင်ကနည်းနည်းတော့ကြောက်လာပြီးမပြစ်ချလိုက်ပါနဲ့ကျွန်တော်ညာအိပ်ပြရစီဆိုပြီးအိတ်နေရင်လက်အုပ်ချီတောင်းမရင်သူ့ကိုသူအိမ်မက်လိုလိုတကယ်လိုလိုဘာမှန်းကိုမသိတော့ပါဘူးဒါပေမဲ့အတန်ဝဝကြီးကသူ့နားနဲ့ဆက်ဆက်ကိုအပြင်မှာကြားရတယ်လို့ခံစားရတာဗျဒါလို့နဲ့နည်းနည်းရက်ဆက်လိုလိုရချားလိုလိုကြားနေရတော့ကိုသားလမောင်ကသူ့ကိုသူစိတ်ညစ်ရလုံးလိုယူနေပြီလားမသိဘူးဟုယူဆပြီးစိတ်ပြေလဲပြောက်ခကြီးထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကိုသားလမောင်ခမညာခကြီးထွက်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတာန ဲ့ကျွန်တော်တို့ခက်ကလို့အထုပ်အပိုးကားရထားလေရင်လက်မှတ်တွေဖြဲပြီးအပြော်သွားလို့ရတယ်ခင်မဟုတ်ပါဘူး။သူ့မှာတရွာကနေတရွာကိုကုန်းချောင်းလမ်းလျှောက်ပြီးသူခင်နဲ့တငယ်ချင်းရှိတဲ့ရွာကိုသွားပြီးလေတာမျိုးလုပ်ရတဲ့ခင်မျိုးကိုကိုသားလက်မောင်ရဲ့တငယ်ချင်းရှိတဲ့ရွာကိုသွားဖို့သူဟာသူဟာလမ်းမှာတညာအိမ်နဲ့တနေကင်းလုံးလမ်းလျှောက်ရတာဖြစ်ပါတယ်။ဒါလုံးနဲ့ကိုသားလက်မောင်တယောက်အဝေးလေးသုံးလေးစုံပစိုးလေးတစ်ထုပ်ကိုလွှဲပြီးစိတ်ညစ်ညစ်နဲ့မနက်မိုးလင်းကလေးကရွာကနေထွက်လာလိုက်တာညာ၈နာရီထိုးကန်ဒီလောက်ရောက်တဲ့အခါတောနဲ့တနီယာကဇရက်တစ်ခုကိုရောင်းပြီးအဲ့ဒီမှာ ာပဲတ냐အိဖို့ဆုပ်ပြက်ပြီးစရဲချလိုက်ပါတော့တယ်သူကအယောင်းအဝယ်အတွက်လဲခྱི་ကထွက်နေကြဆိုတော့လူသူမနီတောစီရတီထဲမှာအိတ်တာကမြို့အရက်မှာနေထိုင်သူတွေအတွက်သာကြောက်เสียရဖြစ်ပေမဲ့သူ့အတွက်ကတော့အေးအေးဆေးဆေးပါပဲဒလုံးနဲ့ညာ9နာရီလဲရောက်ကောတနေ့လုံးလမ်းလျှောက်လာရတော့မောမောနဲ့အိတ်ပြောသွားလေရောဗျာချင်းနေပါတယ်ကြိုက်မလားဆိုတာလဲမသိပါဘူးညာတကောင်လောက်ရောက်ရောအရင်ရက်တွေကလို့ကြားရတယ်လို့အတန်ဝဝကြီးနေ ြစ်ချလိုက်ရမလားဆိုပြီးထက်ကြရပြန်ရောညတကောင်တောနယ်ထဲကဇရက်ထဲမှာဆိုတော့ကြောက်လုံးလိုပစိုးကောင်းမှုခြုံပြီးကိုကိုလေးအိပ်ပြီးမဇက်ကလည်းအတန်ကျဲကြီးနဲ့မပြစ်ချလိုက်ပါနဲ့လို့အတန်တုံတုံကြီးနဲ့တောင်းပန်လိုက်တယ်ဓလုံးနဲ့နိုင်ဝက်လောက်ကြာရောကြာတယ်ငါပြစ်ချလိုက်တော့မယ်ဆိုပြီးထက်ကြရတော့ထက်တောင်းပန်ပြန်နေဗျာဓလုံးနဲ့အိပ်မရလောက်အောင်ပဲမိကနေဆိုအော်အော်မေးတယ်ကြာရတော့ကြောင့်ကြောက်စိတ်ကနေဒီလောက်ကန်ဆိုးလာတဲ့ငါဘွားဘာပဲဖြစ်ဖြစ်သေလဲအေးတာပဲဆိုပြီးစိတ်ကိုပြောင်းပြီးအတန်မာမာကြီးနဲ့ ပစ်ချလိုက်ဟေးပစ်ချလိုက်ခေါင်းမော်တဲ့တဲ့ကူတာပစ်ချလိုက်ဆိုပြီးပြန်អော်လိုက်တယ်ဗျာသူပြန်អော်လိုက်တဲ့အခါအတန်ဆုံးတာနဲ့တပြိုင်နဲ့ဟုံးကနေဆိုပြီးအထုတ်တထုတ်ကိုအရှိန်နဲ့အပေါ်ကနေသူ့ခေါင်းမော်ကိုပစ်ချလိုက်တယ်၎င်းရဲ့အချင်းလူသူမရှိတောကြီးမြင်မဲထဲမှာသူတယောက်တည်းနေတဲ့ဇရက်မှာတရင်ကစူညံသွားတာပဲကြောက်လုံးလို့ချွေးစည်းတွေပြန်ဖျားစာတွေယွရင်ဘာတွေထက်ဖြစ်အောင်မလဲဆိုပြီး ပဆိုးကောင်းမှုချုံရင်ကွေးကွေးလေးအိတ်နေတာမျက်လုံးအစုံကိုမှိတ်ဆောင်းစားရင်မိုးစင်စင်လင်းခဲ့တာပါဗျာမနဲ့နေအောင်ကြီးအလင်းကောင်းကောင်းရပြီမို့ခေါင်းမှုချုံထားတဲ့ပဆိုးကိုအตาလေးဖွင့်ပြူးကြည့်ပြီးထထိုင်လိုက်တယ်ဗဇက်ကနေလဲငါမသေးသေးဘူးပဲဟုရေရွရင်ညတကောင်ရံအချိန်ကသူ့အနာကိုအထုတ်ကြလာတဲ့နေရာကိုမဝင်မရဲလှမ်းကြည့်လိုက်တဲ့အခါအထုတ်တထုတ်ကိုသူတွေ့ရတယ်အထုတ်ကအရန်ကြီးမကြီးပါဘူးတက်တော်ဒီအကြီးစားအရွယ်သားသားပဲရှိပြီးနသားရောင်ခြည်တယ်လေးနဲ့တေချာစီးထားတဲ့ပုံစံမျိုးကိုတွေ့လိုက်ရတယ်သူဟာအထုတ်ကိုအตาရာကောက်လိုက်ပြီးခြည်ထားတဲ့ကျိုးကိုဖြ ေလိုက်တဲ့အခါမှာတော့အထဲမှာရွှေမကြီးသီးတောင်ရှိတောင်ငကလေးရံနဲ့ရွှေချောင်း၅ချောင်းကိုတွေ့ရပါလေရောဒီတခါတော့သူဟာအလွန်ဝမ်းသာသွားပြီးတငယ်ချင်းအိမ်ကိုဆက်မသွားတော့ပဲထူးဆန်းစွာရထားတဲ့ရွှေတော်ကလေးကိုကြပြားကြရသိမ့်စီးပြီးလူသူမနီးတဲ့တောစီရထဲကနေသူ့အိမ်ကိုသူအမြန်ပြန်လာပါတော့တယ်စုစုပေါင်းရွှေချင်း90သားနီးပါးလောက်ရတယ်လို့သိရတယ် တကယ်တဘာဝလုံးဖြစ်ရတဲ့ခုပါပဲအဲ့ဒီအထုပ်ကိုလည်းရပြီးတဲ့နောက်နောက်ထပ်ပြစ်ချလိုက်ရမလားဆိုတဲ့အတန်ဝဝကြီးကလည်းဘယ်တော့မှထပ်မကြရတော့ပါဘူးတဲ့ဒီအဖြစ်ပြက်ကိုကိုသာလှမောင်ကနောက်အိမ်လာကြပြီးသာသမီထွန်းကားပြီးနှစ်အတော်ကြာတဲ့အထိဘယ်သူ့ကိုမှမပြောပြပဲလှုပ်ဝက်စွာနေထိုင်ခဲ့တာသူမသေးခင်အသက်တော်တော်ကြီးမှသူ့ရဲ့သာသမီတွေကိုပြောပြထားတယ်လို့သိရပါတယ်ဇလန်းလေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်